အဲ့ငလျင်လဲဖြစ်လဲဖြစ်သွားပြီးတော့အဖုန်းကြည့်လိုက်တိုင်းလဲပြန်ခွာလို့မရတော့ဘဲနဲ့အဲ့သတင်းတွေပဲလူကမျောပြီးပါသွားပါတော့ကိုမွေးနေလဲနှီးပြီပေါ့နော်။အာ no 43ဆိုပြီးတော့စာအုပ်ကလေးထုတ်လိုက်မယ်။ကိုရိုင်ပရိုဂျူးလုံးမှာဖြစ်တဲ့အကြောင်းမလို့ဒီစာအုပ်ရဲ့ကိုပေးတဲ့ပတ်စံရောရလာမယ့်အကျိုးအမြတ်ရောအားလုံးအရင်ရောအမြတ်ကောလှူလိုက်မယ်။ကို့ကိုချစ်ပြီးဝန်းရံပေးတဲ့သူတွေကိုအားကိုးတဲ့စိတ်ကလေးပေါ့နော်။ကို့ကိုမွေးနေလက်ဆောင်ပေးရလဲရောက်တယ်လို့သူတို့အတွက်လည်းအလှူမှာပါဝင်ရရောက်တယ်။ မားကဒီတစ်ခါခရီးလေးသွားပြင်ရင်ဆိုပြီးတော့စိတ်ထဲမှာရေးဖို့ရည်ရွယ်ထားတဲ့စာအုပ်တုပ်ရှိရပေါ့နော်အဲ့ဒီစာအုပ်ကမွေးနေ့အတွက်လည်းမဟုတ်ဘူးမျိုးလေတခြားအကြောင်းအရာတခုပေါ့နော်အဲ့လိုအဲ့အဲ့ဒီစာအုပ်အတွက်ကိုခေါင်းထဲမှာအဲ့လိုအစီအစဉ်လေးရှိရပေါ့နော်တည်တည်ချာချာလေးရသလောက်ရေးမယ်ပေါ့ညီမအများကြီးတော့လည်းတစ်ခေါက်ထဲနဲ့လည်းရေးဖို့တော့မဖြစ်နိုင်ဘူးဒီကောင်ကတော့အချိန်ယူပြီးအေးအေးဆေးဆေးရေးရမှာပေါ့ဒါပေမဲ့အဲ့ငလျင်လည်းဖြစ်လည်းဖြစ်သွားပြီးတော့လူကလေဘယ်လိုဖြစ်လဲဆိုတော့ဖုန်းကိုမကြည့်ပဲလည်းမနေနိုင်ဘူး တခုခုလောက်တော့မယ်ဟဲ့ဆိုရင်မားရောအဲ့လိုပေါ့နော်ဘာဘာဘာလေးလောက်ခဏနေလောက်ခဏနေဖုန်းလေးရလဲကြည်တာအကျင့်လို့ဖြစ်နေတာဟာအဖုန်းကြည့်လိုက်တိုင်းလဲပြန်ခွာလို့မရတော့ပဲနဲ့အဲ့သတင်းနေတယ်ပဲလူကမျောပြီးပါသွားမှာနော်။အော်ငါအခုလိုမျိုးဖြစ်နေတော့ဘာလုပ်ပေးလို့ရလဲပေါ့။သူများတွေကတော့အဲ့အချိန်မှာဘရာဟီတာဆိုပြီးသွားပြီးလှူကြရတယ်ပေါ့နော်။လှူကြရတယ်လှုပ်ကြရတယ်ကိုကကျတော့အဝေးကြီးမှာရောက်နေတယ်။အဝေးကြီးမှာရောက်နေတဲ့အခါကျတော့ကိုလည်းဘာမှလည်းအဲ့လိုမျိုးလှုပ်ပေးလဲမလှုပ်ပေးနိုင်သလို့ ကိုကကိုကိုကိုလည်းအဲ့လိုပရိုက်ကြပါညာလှုပ်ဖို့လေမန်နေဂျမန့်မကျွမ်းဘောเนาะကိုဘာမှအကျိုးမရှိမဲ့အတူတူအကျိုးရှိတာလေးငါဘလို့လေးပြောင်းပြီးလှုပ်လို့ရမလဲလို့အဲ့လိုမျိုးလေးစဉ်းစားကြည့်လိုက်တဲ့အခါကျတော့ဩကိုမွေးနေလဲနှီးပြီဘောเนาะဆိုတော့ငါ note 43ဆိုပြီးတော့စာအုပ်ကလေးထုတ်လိုက်မယ်ဒီတခါကိုကိုရိုင်း produce လုပ်မှာ哦ကိုရိုင်း produce လုပ်လုပ်မှာဖြစ်တဲ့ကြောင့်မလို့ဒီစာအုပ်ရဲ့ဟိုထုတ်ဝေတဲ့ cost တွေအားလုံးကိုကပေးရမှာဘောเนาะအဲ့တော့ကိုပေးတဲ့ပတ်စံရော ရလာမဲ့အကျိုးအမြတ်ရောအားလုံးအရင်ရောအမြတ်ကိုလှူလိုက်မယ်အဓိကကတော့ဟိုကိုယ့်ကိုချစ်ပြီးဝန်းရံပေးတဲ့သူတွေကိုအားကိုးတဲ့စိတ်ကလေးပေါ့နော်ဟောသူတို့တွေကိုယ့်ကိုယ့်ကိုချစ်တဲ့စိတ်ကလေးနဲ့ကိုမွေးနေကိုမွေးနေလက်ဆောင်ပေးတဲ့သဘောမျိုးလေးနဲ့ပဲဖြစ်ဖြစ်တိစားကိုကလေးတွေကိုဝယ်ရင်ကိုယ့်မွေးနေလက်ဆောင်ပေးရလဲရောက်တယ်လို့သူတို့အတွက်လည်းအလှမပါဝင်ရရောက်တယ်ပေါ့စူပေါင်းအလှလေးပေါ့နော်ခொနရသားသမီးရဲ့စူပေါင်းအလှလေးလည်းဖြစ်မယ်ဆိုတော့အဲ့လိုရည်ရွယ်ချက်မျိုးလေးတွေနဲ့မှ No 43ဘက်ကိုလမ်းချောင်းပြောင်းလိုက်တာပေါ့ အဲ့တော့ဒီစောင်းမှာကြတော့မာက43ဆိုတဲ့အတိုင်း note 1နဲ့စပြီးရေးတာ note 43ခုပေါ့အဲ့လိုမျိုး note လေးတွေခွဲပြီးတော့ခေါင်းစဉ်လေးတွေခွဲပြီးတော့ရေးထားတာပေါ့ဝင်းနေနဲ့ချိန်လိုက်တာပေါ့နော်အော်ကို့မွင်းနေရလဲ43ပြည့်မှာဆိုတော့ကို့ကို့အတွက်လဲဒါမှတ်တိုင်လေးတစ်ခုပေါ့နော်ကို့မွင်းနေရဲ့မှတ်တိုင်လေးတစ်ခုပေါ့ဆိုတော့မာ note note 43ပေါ့ဟို note 1နဲ့အစမ်းလိုက်ရေးသွား note 43အထိ note ကလေးတွေမှာလေဘယ်လိုအကြောင်းအရာလေးတွေပါလဲဆိုတော့ဥပမာညီမရဲ့ ကိုယ်တိုင်စဉ်းစားပြီးကိုယ်တိုင်အဖြေတွေ့သွားတဲ့ဟာမျိုးလေးတွေကြတော့အော်ကိုတော့ဒီလိုစဉ်းစားပြီးဒီလိုဖြတ်တန်းလိုက်တယ်ပေါ့အဲ့လို message လေးတွေလည်းပါတယ်နောက်တစ်ခုကကြတော့ပါလဲဆိုကိုယ့်ရဲ့အားနည်းချက်ကိုရေးတာဒီမှာကကြတော့လေမလည်းနှုတ်ကလေးတွေတူတူလေးတွေပဲရေးသွားတာပေါ့နော်43ပုတ်ပေါ့43ပုတ်ကိုအရင်အရှိကြီးတွေရေးတာမဟုတ်တဲ့အတွက်ကြောင့်တူ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 နဲ့လိုရင်းလေးတွေပဲပေါ့နော်ပျော်ရွှင်မှုကိုသူများစီမှာမရှာနဲ့ကိုယ့်ရဲ့ပျော်ရွှင်မှုကကိုနဲ့ပဲဆိုင်တယ်ဒီလားကိုကိုကိုကြည့်ဖို့အရေးကြီးတယ် ကိုအဆင်ပြေတာကိုကိုလို့ပတ်ဝန်းကျင်ကိုတိတ်မကြည့်နဲ့ဒီလိုအကြောင်းအရာလေးတွေပေါ့နော်အများကြီးပဲပါတယ်ငွေဒီကဘာလဲဆိုဘာမှမဟုတ်ဘူးလေသီလားမမမဟုတ်ဘူးဆရာဝန်ဖြစ်တယ်ဆရာဝန်လောက်လာဆိုလဲဆရာဝန်မလောက်ဘူးအဲ့ဆိုစာရေးဆရာလားဆိုတော့လဲစာရေးဆရာဆက်ဆက်လဲမဟုတ်ဘူးကိုကကိုစူးစမ်းနေတုံးရုံးကန်နေတုံးလမ်းရှာပြီးတော့ရှောက်နေတုံးပဲပေါ့နော်ဆိုတော့ကိုကဟိုအဲ့လို တခုဖြစ်ချင်တဲ့သူတွေကိုအားပေးချင်တယ်ပေါ့ပြီးတော့အားငယ်နေတဲ့သူတွေကိုလည်းနှွေးထွေးမှုပေးချင်တယ်နှစ်သိမ့်မှုပေးချင်တယ်ပေါ့နော်ဆိုတော့ဒီစာအုပ်ကလေးကိုဖတ်ချင်းအားဖြင့်အเจ้าရလေးတွေကိုနဲ့တိုက်ဆိုင်သွားတဲ့ဟာလေးတွေတခုမဟုတ်တခုမှရှိပါလိမ့်မယ်ပေါ့အမတကယ်တော့လေ give away လဲတကယ်တော့မလုပ်ဘူး promotion လဲမလုပ်ဘူးဟိုမတို့ pre order prepaid သွားတယ်ပေါ့ဆိုပြီးတော့ဒါပထမဦးဆုံးလုပ်ကြည့်တာပေါ့နော်ဆိုစာပေတိုက်ကနေ pre order prepaid နဲ့သွားလိုက်မလားဆိုပြီးတော့သူကမတို့ပြောတာအောင် ပြော်တာပြိပိနေသွားတယ်ဆိုတော့ရည်ရွယ်ချက်ကပါလဲဆိုတော့စာအုပ်ဆိုင်တွေမှာတင်ရင်ကျတော့ဒီမှာ consignment စနစ်လိုမျိုးသွားတဲ့အတွက်ကြောင့်မလို့မှာ၃လမှာတို့ငွေရှင်းတယ်ဆိုတော့အဲ့ချိန်ကျမှကိုကပတ်စံရတာမျိုးပေါ့နော်ဆိုတော့အခုဒါကကျတော့ကိုကလှူကျန်တာလေ လှူချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့မြ мян ရရင်မြ мян လှူလို့ရတယ်ဆိုတဲ့အနေနဲ့မပရီအော်ဒါပြပေးနေတော့တာပေါ့အဲ့အတွက်ကြောင့်မလို့ကိုကများများလှူချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဈေးလည်းမလျှော့ချင်ဘူး promotion လည်းမပေးချင်ဘူးဒါပေမဲ့ကိုလုတ်တဲ့အလုပ်ကလေးဆိုတော့ကိုချက်တဲ့သူတွေကဝန်းရံတာပေါ့ဥပမာဟိုတမီးရဲ့မမအခုစာကလေးရေးတယ်ဟေ့ဆိုရင်မမအမေကဝယ်တယ်ပေါ့ဝယ်ပြီးတော့သူချက်တဲ့သူ့မိတ်ဆွေတွေကိုပေးပြတာပေါ့ပေးတယ်ဆိုတော့အမှန်တကယ်တော့ तू က သူပေးချင်တာတည်းမမအောင်အားပေးတာပေါ့နော်ချစ်ချစ်တာပေါ့နော်အဲ့လိုသဘောမျိုးနဲ့ကိုယ့်ချစ်တဲ့သူတွေကဝိုင်းပြီးဝယ်ကြတယ်အားပေးကြတယ်အဲ့လိုမျိုးလေးပေါ့နော်အဲ့ဒါမမမေဆက်ခွန်မှာမွေးပြီးတော့မမအမအကြီးဆုံးကမေဆက်ရှင်မှာမွေးတာဟုတ်မေဆက်ရှင်မှာမွေးတဲ့ခါကျတော့ तू ကလည်းကိုယ့် support ဝင်လောက်တာတကယ်တော့အဲ့တော့မေဆက်ခွန်မေဆက်ရှင်မွေးနေတူတဲ့သူတွေကို तू ကမွေးနေလက်ဆောင်ပေးမယ်စာအုပ်ကလေးတွေပေးမယ်ဆို तू ကလည်းကိုယ့်စီကဝယ်ပြီးတော့ပေးတာ တည်လားကိုကမမလောက်တာမဟုတ်မမဘသူမှမပေးဘူးအဲ့လိုမျိုးကို့ကိုချစ်ပေးပြီးဝန်းရံပြီးတော့ပေါ့နော်ဟိုကို့အမားရဲ့လုံရင်လဲခွန့်ခွန့်လှော့ပေးတဲ့သူတွေရှိကြလို့လဲကိုကဒီလိုလေးဟိုလှုပ်ရဲတာပေါ့နော်လှုပ်ရဲပြီးတော့သူတို့သူတို့ချစ်တဲ့ချစ်ချင်းမြတ်တာလေးတွေကိုအားကိုးပြီးတော့ခုလိုမျိုးလေးပေါ့နော် အစီအစဉ်လေးတွေလုတ်ဖြစ်တာဖြစ်တဲ့အကြောင်းမလို့အရန်ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းလေးလည်းပြောချင်တယ်ပိုအစာအုပ်ဝယ်ပေးကြတဲ့သူတွေချစ်ချင်းမြတ်တာပေးကြတဲ့သူတွေကိုအရန်တကယ်ကိုလှိုက်လိုက်လဲလဲကျေးဇူးတင်တဲ့အကြောင်းကိုမှပြောချင်တယ်ပေါ့နော်ကကြီးတို့မကြော်လာနိုင်တဲ့အလှလည်းဖြစ်ပါစေစိတ်နှလုံးကောင်းစားတကယ်တို့အရာရာမှာကောင်းစားခြင်းနဲ့ပြန်ပြီးပြည့်စုံနိုင်ကြပါစေလို့မအားလည်းဟိုဇာဖက်ပြိတ်သက်ကိုဆုတောင်းပေးခြင်းနဲ့ပေါ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်